ဟုတ်ကဲ့ပါဗျာမင်္ဂလာပါအန်ကဲအနေနဲ့အခု2025ရွေးကောက်ပွဲမှာဆိုရင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်ရှင်ဘယ်မဲဆန္ဒနဲ့ကနေဝင်ရောက်ရှင်ပြိုင်မှာလဲဆိုတာလေးကိုလည်းကနေဦးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ရန်ကုန်တိုင်းကလိုင်မျိုးနယ်ကနေပြီးတော့ပြည်တော်စုစံခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်နေပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ် ဟုတ်ကဲ့ပါအန်ကဲအန်ကဲအနေနဲ့မြန်မာနိုင်ငံမှာပါတီများစွာရှိရတဲ့အနက်ကနေပြီးတော့ပြည်တော်စုတက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြန်ရတဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးပါအောင်ရှင်။ကဲ့တော့တော့ကျွန်တော်ကပြည်ကောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာကျွန်တော်တို့အရင်ဝန်ထမ်းဘဝတွေကကျွန်တော်ရှမ်းရှိမှာအဲ့တုန်းကပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာပါတီမဖြစ်သေးဘူးလား။အသင်းပဲဖြစ်သေးတယ်။အသင်းဖြစ်ပြီးမှအသင်းရဲ့လှုပ်ရှားမှုတွေမှာကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ လောက်ကန်ဆောင်ရလာခဲ့တဲ့ကာလတစ်ခုရှိခဲ့တယ်။အဲ့လိုရှိခဲ့တဲ့အတွက်အသင်ကနေပြီးတော့ပါတီဖြစ်လာတဲ့အနေထားကိုလည်းကျွန်တော်တို့ကအထိုက်လျောက်ဝင်းစည်းနေနေကြည့်ပါတယ်။ကြည့်တဲ့အတွက်ပါတီရဲ့စတင်ပြီးတော့လာရမယ်။ဥတီတဲ့အချက်တွေကိုလည်းကျွန်တော်တို့ကသိရှိခံစားယုံကြည်ပါတယ်။နောက်အခုလက်ရှိအခြေအနေမှာလည်းနိုင်ငံတော်ကအသွင်ကူးပြောင်းမှုကာလတစ်ခုကိုဖြတ်သန်းနေရတဲ့အတွက်ကြန့်ခိုင်တဲ့ပါတီတစ်ခုဟာမှာ ျွန်တော်ကြံ့ခိုင်တဲ့ strong government တခုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီလိုတည်ဆောက်နိုင်စွမ်းရှိတဲ့ပါတီကိုကျွန်တော်တို့လည်းကြိုက်တဲ့တရားလည်းပါတယ်။အခုကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ဂါလာတစ်လျှောက်မှာပါတီရဲ့ဒီဥဆောင်မှုနဲ့ပါတီရဲ့စီလုံးမှုနဲ့ပါတီရဲ့လမ်းညွှန်မှုတွေကလည်းကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံအနေနဲ့လိုအပ်တဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့ကိစ္စရများကိုယုံကြည်ကြည်နဲ့ ဒီဒီဂျီဂျီနဲ့ဆောင်ရွက်နေတယ်လို့ကျွန်တော်ယူဆတဲ့ပြောရဲကျွန်တော်ပြည်ခိုင်ပြိုးပါတီကိုဝင်ခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအန်ကယ်ရှင်အကဲအနေနဲ့နိုင်ငံဝန်ထမ်းအနေနဲ့နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတော့ကျမတို့သိရပါတယ်ရှင်အဲ့တော့အန်ကယ်အနေနဲ့ဘယ်လိုဌာနတွေမှာတာဝန်ထမ်းဆောင်ခဲ့လဲကိုတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကာလတစ်ခုမှာဘယ်လိုမျိုးလှုပ်ဆောင်ချက်တွေရှိခဲ့လဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ရှင်ကျွန်တော်တို့တာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းသက်ကိုပြောရင်တော့52နှစ်ပေါ့ ျွန်တော်တို့က85ခုနှစ်မှာဆယ်နှောင်းနေအဲကျွန်တော်တို့တို့ကမိသားစုကလည်းစီးပွားရေးသိပ်မကောင်းမကောင်းတဲ့အခါကျတော့ကျွန်တော်ဟိုမြေသိမ်းဌာနမှာဝင်လုပ်ပါတယ်ဘယ်ကူးမျိုးနဲ့မြေသိမ်းဌာနမှာမြေတိုင်းစည်းဝင်လုပ်ပါတယ်မြေတိုင်းစည်းဝင်လုပ်ပြီးတော့မြေရင်စင်းဌာနမှာကျွန်တော်10နှစ်ကြာပါတယ်10နှစ်ကြာတယ်ဆိုတာကမြေတိုင်းသင်တန်းသွားတက်တယ်တက်ပြီးတော့ကျွန်တော်အဲ့မှာလုပ်တယ်လုပ်တဲ့အခါကျတော့ကျွန်တော်ဘာတွေ့ကြုံလို့ရလဲဆိုတော့ဒီကျိလက်လူလူရဲ့ ိစ္ဆေတီကျွန်တော်တော်တော်များများသိတယ်ဒီစနစ်ကာလမှာပေါ့လေအဲ့တော့လေယာဆိုင်ပြူရေးကိစ္စတွေရောစပောက်ဟိုရေးကိစ္စတွေရောလေသမားတွေအခုထိတွေ့တဲ့ဒီဆိုင်ပြူစီချင်းဝေးကိစ္စတွေရောလေလုတ်ကိရာကိစ္စတွေရောဒီအထွန်းနှုံးမှန်နာတွေမမှန်နာတွေပေါ့နော်ဒါတရားကျွန်တော်စနစ်တာကာလမှာတော်တော်လေးကျွန်တော်ဝူးစားဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်စီမံကိန်းရေးဆွဲဦးစီးဌာနကိုကျွန်တော်ဝင်လျှောက်ပါ လျှောက်တော့85ခုနဲ့မှာကျွန်တော်ဝင်းကြီးများယုံမှာအဲဒီဒုစီမံကိန်းမှုအနေနဲ့တာဝန်ထမ်းဆောင်ပါပါတယ်။နောက်ကျွန်တော်တို့88ရေခင်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လေကူးမျိုးနဲ့စီမံကိန်းယုံမှာဒူးစီမှုနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်။နောက်တိုင်းတုံမှာခရိုင်မှုအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်နေတယ်။အဲကြတော့ကျွန်တော်ဥဒိယာရှိလက်ထောက်ညွှန်ကြားမှုပေါ့။နောက်ပြည်နယ်မှုအနေနဲ့ကျွန်တော်ရှမ်းပြည်နယ်ရှေ့ပိုင်းပြည်နယ်ခွဲမှုပေါ့။အဲတုံကဒုညုံမှုပေါ့။ ကျွန်တော်အဲ့ရနေပြီးတော့ထမ်းဆောင်ခဲ့တယ်ဆောရောကကျွန်တော်ပြောခဲ့တဲ့အဲပြည်ခိုင်ပြုနဲ့အသင်းဘောကကျွန်တော်အဲ့ဒီမှာဒါကျွန်တော်တို့ကထဲထဲဝင်ဝင်ထိစပ်ခဲ့တဲ့ကိစ္စအတိဖြစ်ပါတယ်အဲ့ရနေပြီးတော့2010မှာကျွန်တော်ဒီစီမံကိန်းရေးဆွဲဦးစီးဌာနရုံးချုပ်ကိုစီမံညွှန်မှုနဲ့ကျွန်တော်ပရိုမိုးရှင်းနဲ့ပြောင်းလာ2010ထဲမှာပဲကျွန်တော်ကအရင်တော့ကျွန်တော်စီမံစည်းဘဝဝင်ကြီးဌာနကရုံးတက်ပေါ့အခုတော့ ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်နေတာပေါ့လေအဲယုံတဲ့မှာကျွန်တော်ယုံဖွဲ့မှုဖြစ်ပါတယ်အဲယုံဖွဲ့မှုဘဝမှာပဲကျွန်တော်တို့ပထမဆုံးလွတ်တော်ဒုစရဖြစ်တာပေါ့အဲ2013ခုနှစ်ကျတော့ကျွန်တော်ကဒုစရစီမံကိန်းစစ်စီရေးနဲ့တိုးတက်မှုအချိန်ခံရေးဦးစီးဌာနမှညွှန်ချုပ်ဖြစ်ပါတယ်အဲညွှန်ချုပ်ဖြစ်ပြီးတော့နောက်တစ်နှစ်လောက်နေတဲ့အခါမှာကျွန်တော်ကအစီမံကိန်းရေးဆွဲဦးစီးဌာနကိုတွဲပြီးခင်ရတယ် တွဲကင်တော့နောက်ပိုင်းကျတော့စီမံကိန်းရေးဆွဲဦးစီးဌာနညွှန်ချုပ်ဖြစ်တောင်းပြီးတော့စောရောင်းပြောတဲ့စီစစ်တိုးလို့ခေါ်တဲ့ဌာနကိုကျွန်တော်ကတွဲဘက်နေနဲ့အကန်ရပါမယ်2019ခုနှစ်ဇန်နဝါရီလမှာကျွန်တော်ဟို40မိနစ်ဂွန်းန်းအသက်60ပြည့်တော့ကျွန်တော်တို့အသက်60ပေါ့အဲအဲ့ဒါနဲ့ကျွန်တော်အငိမ့်စားယူလိုက်ပါတယ်အခုနောက်ပိုင်းကတော့ဟိုတာဝန်ပေးလို့ပေါ့ဒီကျွန်တော်တို့အောက်ရီလိုက်စားမှုတိုက်ဖြတ်ရေး ကော်မရှင်မှာကျွန်တော်ကော်မရှင်ဖွဲ့ဝင်နဲ့၄နှစ်လုပ်တယ်။နောက်ဒီဘက်မှာကျွန်တော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစိုးရအဖွဲ့မှာဝင်ကြီးဌာနသုံးလုပ်တယ်။အခုကိုယ်သမရာယုံဝင်ကြီးဖြစ်အဲတာဝန်တန်းဆောင်နေတာပေါ့ဗျ။ ဟုတ်ကဲ့ပါအန်ကယ်ရှင်အန်ကယ်အနေနဲ့နိုင်ငံဝန်ထမ်းဘဝမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်တဲ့အခါမှာဆိုရင်အတွေ့အကြုံတွေအများကြီးရှိတာကိုလည်းအခုအန်ကယ်အဖြေကြားချက်အရာသိရှိရပါတယ်ရှင်ဒါအပြင်ခက်စနစ်ပေါင်းများစွာလည်းအန်ကယ်ဖြတ်တန်းခဲ့တယ်ပေါ့နော်ဒီကနေ့ရရှိခဲ့တဲ့အတွေ့အကြုံတွေကနေပြီးတော့အန်ကယ်အနေနဲ့ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်ပြည်သူလူထုကိုယ်စားလှယ်တယောက်အနေနဲ့ပြည်သူလူထုဘယ်လိုပုံစံမျိုးနဲ့ပြန်လည်အလုပ်ကျွေးပြုနိုင်မလဲဆိုတာလေးကိုလည်းဖြေကြားပေးပါအောင်ရှင်ဟုတ်ကဲ့အတွေ့အကြုံတွေကတော့ဟိုတစ်ခုနဲ့တစ်ခုကတော့စန့်ကျင်သလိုလိုနဲ့မစန့်ကျင်ဘူးလို့ပဲပြောရအောင် ိုမြေတိုင်းစီးဆိုတော့ဟိုရုံးမသိထိုင်ရတာမဟုတ်ဟိုနေဒီပဲဆင်းနေရတာအဲ့လိုနေဒီဆင်းတဲ့အတွက်ကျေးလက်ပြည်သူလူထုရဲ့အတွေ့အကြုံကြီးကျွန်တော်တော်တော်များများရောက်အောက်ခြေကျွန်တော်တို့အခြေခံလူတန်းသားဆိုတဲ့လက်သမားတွေရဲ့အတွေ့အကြုံရပါတယ်ရပြီးတော့ကျွန်တော်တို့ကအာစီမံကိန်းရေးဆွဲဥသိဌာနမှာတာဝန်ယူတဲ့အခါကျတော့ကျွန်တော်တို့ကအရင်တော့ဒုနယ်ဆိုလို့ရှိရင်ဒီချမ်းသာရင်ဖွံ့ဖြိုးရေး ကောင်စီရဲ့အတွေးမှုတွေဖြစ်တယ်။အဲကျွန်တော်ဆိုလို့ရှိရင်ဟိုပြည်နယ်ပေါ့နော်။ချမ်းပြည်နယ်ရှေ့ပိုင်းအေဂျန်သာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်။အဖွဲ့ဝင်တွေဖြစ်တဲ့သူရဲ့အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလူမှုရေးကိစ္စတွေစီးပွားရေးကိစ္စတွေပေါ့နော်။ဒါတွေကျွန်တော်တို့ဆောင်ရွက်ရတယ်။သက်ဆိုင်ရာဌာနတွေနဲ့ကျွန်တော်တို့ပေါင်းစပ်ညီနေရတယ်။ပေါင်းစပ်ညီနေတဲ့အခါမှာလေဟိုသက်ဆိုင်ရာဌာနရဲ့ပေါင်းစပ်ညီနေနိုင်အောင် လုံထုံးလုံမီးတွေသူတို့ရဲ့ဥတွေတွေနီးဥတွေကအနေနဲ့များကျွန်တော်တို့ကဟိုလေးလာကြည့်ရှိတွေ့ကြည့်ရတာလေဆိုတော့ဒီဥစ္စာတွေကတော့ဒါကျွန်တော်တို့ရဲ့ဘဝဘေးကုသပေါ့နောက်တစ်ခါကျွန်တော်တို့ကဝင်ကြီးဌာနမှာရုံးခွဲမှုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဝင်ကြီးဌာနကလည်းကြီးပွားရေးဖွံ့ဖြိုးရေးနဲ့မြို့သားစီမံကိန်းဖွံ့ဖြိုးရေးဝင်ကြီးဌာနဆိုတော့ဒီဖွံ့ဖြိုးရေးနဲ့ကိစ္စတွေစီမံကိန်းနဲ့ပတ်သက်တဲ့ကိစ္စတွေ င်ကြီးဌာနကိုစားကျွန်တော်ကရုံးခွေမှုနေနဲ့ပေါင်းဆက်ညီနေပြရတယ်ရှိတယ်။အဲ့ဒီအတွေ့အကြုံတွေကလည်းကျွန်တော်မှာရှိတယ်ပေါ့လေ။နောက်စီမံကိန်းခြေစည်ရင်းနဲ့တိုးတက်မှုအစီအခံရေးဦးစီးဌာနကြတော့စီမံကိန်းလုပ်ငန်းတွေကိုလိုက်ဆက်ရတာတို့ပြီးလာမပြီးလာတို့ဝန်ထမ်းဖွဲ့စည်းပုံတို့အဲတအားဥစ္စာတွေကကျွန်တော်မှာအတွေ့အကြုံရှိလာတယ်။နောက်စီမံကိန်းညွှန်ကြားဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကအမျိုးသားစီမံကိန်းဥပဒေချမ်းတို့အလားနောက်ဂျာသုံးဥပဒေတို့ တင်တဲ့အခါမှာလွတ်တော်မှာဟိုငွေစင်းပူပေါင်းကော်မတီဆိုတာရှိတယ်။အဲ့ဒီမှာကျွန်တော်တို့ကဥရေရန်နေပါလိမ့်ကိုကျွန်တော်တို့ကသွားသွားပြီးတော့ဟိုရှင်းရတာပေါ့။တချို့ဥစ္စာတွေကြတော့လေဘလို့စီလျော်တယ်ဘလို့ညင်ညွတ်တယ်ပေါ့နော်။ဘယ်ဥစ္စာတွေကအတိုးလျှော့တယ်အဲ့လိုလိုရတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကလွတ်တော်ရဲ့ခမ်းမကြီးထဲမှာတော့မဟုတ်ဘူး။ဒါမဲ့နောက်ကိုရန်နေပြီးတော့ကျွန်တော်တို့ကဟိုလှုပ်ပြီးခဲ့ရတဲ့ကိစ္စတွေပေါ့။အဲ့လိုလှုပ်ပြီးခဲ့ရတဲ့အတွက်အခုတကယ်လို့သာကျွန်တော်တို့ကကျေးဇူးလွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးရေးဆိုရင် ီလုပ်ငန်းတွေကကျွန်တော်နဲ့ဘာမှသိသိနေကိစ္စမျိုးဘူးကျွန်တော်ကတွတ်တော်တက်တန်းနှစ်ခုစလုံးကိုလှုပ်လာခဲ့တဲ့လူဖြစ်တဲ့အတွက်ပြည်ခိုင်ပြိုးပါတီအစိုးရဖြစ်ပြီးဥဆောင်ခဲ့တဲ့လွှတ်တော်မှာပုံသဏ္ဍာန်ဘလို့တော့ဒီနောက်ပိုင်းဖြစ်လာတဲ့လွှတ်တော်မှာဘလို့ဆိုတော့ဒါကျွန်တော်ကဟိုသိတယ်သိတဲ့အတွက်ကောင်းတာလည်းသိတယ်ဆိုးတာလည်းသိတယ်အားနည်းချက်လည်းသိတယ်အားသာချက်လည်းသိတယ်အဲ့တော့ဆောင်းရံပြန်ဆက်ရမယ်ဆိုရင် ိုးနယ်ကိုဘာလုပ်ပေးလဲဆိုတော့မျိုးနယ်ဘာဒီလိုလဲဆိုတာဆောရောကျွန်တော်ပြောခဲ့တဲ့အချက်တည်းရှိတယ်။ဒီဥစ္စာတွေကိုဘလို့သွားတဲ့နယ်ဘလို့လုံးတဲ့နယ်ဘူဝါဒရဘလို့ဆွေးနွေးတဲ့နယ်ပေါ့နော်။ဆိုတဲ့ဥစ္စာတွေကိုတော့ကျွန်တော်တို့ကဆွေးနွေးလို့ပေးလို့ရတယ်။ဥပမာအားဖြင့်တိုင်မျိုးနယ်ဆိုလူကြီးကတသိန်း၃သိန်းတောင်ချီရဲစခန်းကဘယ်တော့ကျောင်းရဲစခန်းအမဲတခုပဲရှိဒါဆိုရင်ဘလို့လောက်ရနောက်ပြီးတော့အထက်မြင့်နေရာများနေမိသက်ကရိုးရိုးမိသက်ကားတွေပဲရှိတယ် ဲ့တော့ဗီဇာကားဒီကိုအရှင်းမြင်ဖို့လိုမလားမလိုမလားအဲနောက်တစ်ခါဟိုဒီလိုရဲရင်မဟုတ်ခဲနဲ့ဒီလုံုံရေးကိစ္စဒီကိုဘယ်လိုလုပ်မလဲလူကြီးတွေကတအားများလာတဲ့အခါမှာဈေးတွေကလမ်းမီးတွေမှာခြောက်ရောင်းလာကြီးလဲပေါ်ဝင်ပေါ်လာတယ်အဲ့လိုလမ်းမီးတွေခြောက်ရောင်းတဲ့လူတွေကိုလည်းအကုန်လုံးဖယ်ဆိုလို့မရဘူးသူအခြေခံလူသားသားတွေဖြစ်နေတယ်အဲ့တော့သွားတဲ့လူရောလုတ်ကင်စားတော့တဲ့လူရောဝယ်တဲ့လူရောဘလို့အစီအပြောင်းလုပ်မလဲဆိုတာအဲကျွန်တော်တို့ကသက်ဆိုင်ရာ ်မြို့နယ်မှာဒီမြို့နယ်ဆင်းပြီးနိုင်တဲ့ဥစ္စာတွေကိုမြို့နယ်ဆင်းမှာဆောင်ရွက်နိုင်အောင်ကျွန်တော်တို့ကစီယုံပေးရမယ်အတိုင်းဆက်ရနေပြီးတော့ကုညီပံ့ပိုးပေးနိုင်တဲ့ကိစ္စတွေကိုကုညီပေးရမယ်ဒီတော်သူဆင်းမှာစဉ်းစားနိုင်တဲ့ကိစ္စတွေစဉ်းစားနိုင်ဖို့ကိစ္စတွေကိုကျွန်တော်တို့အထားလေးကိုဟိုဆောင်ရွက်ပေးရမယ်ပေါ့နော်ဒီဥစ္စာတွေကတော့ကျွန်တော်လုံနိုင်မယ်လို့ထင်တယ်ပေါ့ဒီအဲဒီလိုလုံလိုက်မယ်ဆိုလို့ရှိရင်လည်းအထိုင်လျောက်တော့အရွေးတစ်ခုတော့ ဟိုရသွားမယ်လို့ဟိုယုံကြည်တယ်ပေါ့ဒီဟုတ်ကဲ့ပါဟုတ်ကဲ့ပါအန်ကယ်ရှင်အန်ကယ်အနေနဲ့ပြည်သူလူတော်ကိုယ်စားလှယ်အနေနဲ့ရွက်ကဝဲဝဲမှာဆိုတော့အန်ကယ်ဝင်ရောက်ရှင်ပြမဲ့မဲဆန္ဒရှင်ပြည်သူတွေနေထိုင်တဲ့လှိုင်းမြို့နယ်တွေကပြည်သူတွေအခက်အခဲတွေပေါ့အန်ကယ်အနေနဲ့ကိုင်းဆိုင်လေ့လာတာတွေသိရှိတာတွေလောက်ကင်ပြီးပြီလားရှင်ဟုတ်ကဲ့ပါကျွန်တော်ကလှိုင်းမြို့နယ်ဝင်နေဆိုရင်ကျွန်တော်ဇာတိကလှဲကူပါပါလှိုင်းမြို့နယ်ကျွန်တော်က3ရက်ကွယ်17လမ်းမှာကျွန်တော်9နှစ်လောက်နေပြီ9နှစ်လောက်နေနေဘူးတဲ့အတွက်ဒီလှိုင်းမြို့နယ်ရဲ့ ဒီလူမှုစီးပွားဖြစ်ပေါ်မှုတွေကိုကျွန်တော်အထိုက်လျောက်သိပါတယ်အထိုက်လျောက်သိတဲ့အခါမှာဆောင်းကကျွန်တော်မန်ကိန်းညွန်ချုပ်လည်းလုပ်ခဲ့ဘူးတယ်ဟုတ်လုပ်ခဲ့ဘူးတဲ့အခါကျတော့ဒီကိန်းကလန်းနဲ့ပတ်သက်တဲ့အချက်လက်တွေဟာကျွန်တော်တက်စိတ်ဝင်စားစရာဖြစ်ပါတယ်အဲ့တော့လှိုင်းမျိုးနယ်ရဲ့အကျယ်ဝန်းကိုကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့စတူယန်မိုင်၅သမ2မိုင်လောက်ရှိတယ်စတူယန်ကီလိုမီတာအဖြစ်ဆိုရင်တော့73.6ကီလိုမီတာလောက်ရှိတယ် ဒိုးရီရာတသိန်း3000ကျော်တသိန်း3000ကျော်တဲ့အတွက်သူ့ရဲ့ density ကိုကြည့်မယ်ဆိုလို့ရှိရင်9900ကျော်လောက်ရှိတယ်ဒိုးရီတိတ်ပြီးတော့ထူတတ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ density က10000ကီလိုမီတာမှာ36အောက်ရှိရန်ကုန်တိုင်းတစ်ခုလုံးရဲ့ density က918ခုလောက်ရှိတယ်ရှိတယ်ဆိုတော့ကျွန်တော်တို့လှိုင်မြို့နယ်ရဲ့ density ကကြီးတော်စုနဲ့ဆိုလို့ရှိရင် တရားကျော်လောက်ကိုသူကပို့ပြီးတော့အစများတဲ့အနေအထားဖြစ်တယ်။နောက်ရန်ကုန်တိုင်းအနေနဲ့ကြတော့လေ73စားလောက်သူကများတဲ့အနေအထားဖြစ်တယ်။ဖြစ်ပြီးတော့ဒီလောက်ဒူးရီထူထပ်နေတဲ့နေရာဖြစ်တယ်။နောက်တစ်ချက်ကလည်းသူ့မှာကအာအသင်းစရာရှိပါတယ်။ကျွန်တော်တို့ဟိုတယ်တွေတဲခုကန်တီလေသူရှိမှာ26ခုလောက်ရှိတယ်သူနည်းနည်းတော့အရေးအတွက်လွယ်ကောင်းလွယ်လိမ့်မယ်။ဒါမှအိုက်ပဝင်းချင်မှာရှိတယ်။အဲ့ထဲမှာမှလော်တီဟိုတယ်တို့ဟိုရဟိုတယ်တို့ဆိုတာက 5 star အဆင့်ကြီးတွေဖြစ်တယ်။ Lodi Hotel ဆိုလို့ရှိရင်အခန်းပေါင်း680လုံးရှိတယ်။ Hoya Hotel ဆိုလို့ရှိရင်250လုံးရှိတယ်။5 star hotel ဆိုတော့တကယ်ကိုနိုင်ငံတကာအဆင့်ကြီးတွေဒီတဲ့ပို့ထူးခြားတာကကျွန်တော်ဈေးတွေမှာဆိုလို့ရှိရင်ချွေပြောင်း5ဈေးဆိုတာရှိတယ်။ဒါကကျွန်တော်ဟိုလှိုင်မြို့နယ်တစ်ခုတည်းနဲ့မဟုတ်ဘူး။ရန်ကုန်တိုင်းဒေသကြီးတစ်ခုတုံးနဲ့တွေ့လည်းမဟုတ်ဘူးပြည်တော်စုကြီးတစ်ခုလုံးတက်ပါအေးပါတယ် ၎င်းစည်းကြီးဖြစ်တယ်။နောက်တစ်ခါဟင်းသီးရွက်စည်းရှိတယ်။ဆိုတော့ဒီဈေးတွေကဟိုနိုင်ငံရဲ့စီးပွားရေးကိုရောစိုက်ပျိုးမွေးမြူထုတ်လုပ်သူတွေအတွက်ကိုရောအဓိကကြတဲ့ဈေးကြီးတွေဖြစ်ဒီလိုဈေးမျိုးကြီးတွေလည်းရှိတယ်။နောက်ပြီးတော့ဟိုကန်တာယာတို့လိုဈေးယုံကြီးတွေလည်းရှိတယ်။နောက် MNCT ပတ်လိုနေရာတွေလည်းရှိတယ်။ရှိတဲ့အခါကျတော့နောက်ကျွန်တော်တခုပြန်ပြီးတော့စိတ်ဝင်စားတဲ့ဥစ္စာကအလုံးလုံးနိုင်တဲ့လူကြီး၉000ကျော်လောက်ရှိတယ်။ အဲ့ကိုတောင်းကျော်ထဲမှာမှတပေါင်း2000လောက်ကဝင်ဆောင်မှုတွေမှာလုပ်နေတဲ့လူတွေဖြစ်တယ်။အဲ့တော့လှိုင်မျိုးနယ်ရဲ့စီးပွားရေးဟာဒီဝင်ဆောင်မှုတွေမှာအာတန်နဲ့ဖြစ်နေတဲ့တိုးတက်မှုတွေရှိတယ်။အဲ့တော့ပြန်ပြီးတော့ကျွန်တော်တို့ခြုံကြည့်လိုက်လို့ရှင်လှိုင်မျိုးနယ်ဟာမျိုးပြဖွံ့မျိုးမှုနဲ့တိုးတက်နေတဲ့နေရာတစ်ခုဖြစ်တယ်။အဲကျွန်တော်တို့နာမည်ကြီးနေတဲ့လဲရန်လမ်းဆောင်ဆိုလို့ရှိရင်လည်းလှိုင်မျိုးနယ်အနီးမှာပဲရှိတယ်။အဲ့တော့လှိုင်မျိုးနယ်မှာ ဒီလေယာနဲ့ပတ်သက်တဲ့စီပွားရေးစိုက်ပျိုးရေးဟလာမွေးမြူရေးဆိုတာဖြစ်လာဖို့မရှိနောက်တစ်ချက်ကြတော့လေကျွန်တော်တို့ကုံထုတ်လုံးမှုပေါ့ဒီမှာပတ်ဝန်းကျင်ကိုညဉ့်ဉန်းစေမဲ့မိဖို့ထွက်တဲ့ဥစ္စာတွေရေစိုးထုတ်ပြင်းတဲ့ဥစ္စာတွေစူညံတန်ဖြစ်မဲ့ဥစ္စာတွေအဲစိတ်ယုံလုံးယုံကြီးဟာထပ်ပြီးတိုးလာဖို့မရှိဘူးဒါကြောင့်ဆိုမြေနေထားရရောဒူးရီအနေထားရရောကျင်းတော်နော်ဆိုတော့အဲ့တော့ချက်လာနေတဲ့အလားလာကဝန်ဆောင်မှုကိုအခြေပြုတဲ့ လုပ်ငန်းပဲဖြစ်တယ်။ဝန်ဆောင်မှုအခြေပြုတဲ့လုပ်ငန်းလည်းတကယ်ဟိုစီးပွားရေးတောင်တင်းတဲ့နိုင်ငံတွေတိုးတက်တဲ့နိုင်ငံတွေမှာဝန်ဆောင်မှုအခြေပြုစီးပွားရေးလုပ်ငန်းကတကယ်ကိုတွန်းအားဖြစ်နေတာတွေ့တယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့လှိုင်မျိုးနယ်ရဲ့နဂတ်ပေါ့လေဖြစ်လာမဲ့လုပ်ငန်းဟာဝန်ဆောင်မှုအခြေပြုတဲ့စီးပွားရေးလုပ်ငန်းတွေပဲဖြစ်လာနိုင်တယ်လို့သုံးသပ်လို့ရတယ်။အဲ့တော့ဝန်ဆောင်မှုကဘယ်ပေါ်မှာအခြေပြုသလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ resource တွေပေါ်မှာ तू ကကျွန်တော်တို့ physical resource တွေပေါ်မှာတိတ်ပြီး तू ကမတီမီဘူးဗျာလူစားကအရင်မြစ်တွေပေါ်မှာမူမူတီတယ်အဲ့တော့လူစားမြင်းမြစ်ဆိုတော့လေပညာတတ်ရမယ်ကျမ်းမာရမယ်နောက်စွမ်းရည်ရှိရမယ်ပေါ့နော်စွမ်းရည်ရှိရမယ်အဲ့ဒီလို ဖြစ်ဖို့အတွက်ကိုလိုင်မျိုးနေဟာကြိုတင်ပြီးတော့ဒါပြင်ဆင်ဆောင်ရွက်ရမယ်အန်ဒေတာရှိတယ်လို့ဒါကျွန်တော်အနေနဲ့သုံးတိုက်ရရှိတယ်အဲ့သူ့မှာလည်း ာသာချက်တည်းရှိသူအာနယ်ချက်တည်းလည်းရှိတယ်။အာနယ်ချက်တည်းကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကလူကြီးကအားများလာတဲ့အခါကျတော့အထက်မြင့်နေဖြစ်လာတယ်။စာဦးကြီးကအထက်မြင့်နေဖြစ်လာတယ်။အထက်မြင့်နေဖြစ်လာပြီမဲ့လေအရင်တော့ကလန်တလန်းမှာအိမ်တော်သူ20လောက်နဲ့ရှိတဲ့လမ်းတယ်ဒီလမ်းပဲ။အထက်မြင့်နေဆောက်လိုက်တဲ့အခါကျတော့အိမ်တော်သူ100လောက်ဖြစ်လာတယ်။ဒါပေမဲ့လည်းဒီလမ်းပဲ။ဒါပေမဲ့လူကြီးကအစအများကြီးတိုးသွားတယ် တိုးသွားတဲ့အတွက်လမ်းနဲ့ဒီလူတွေအသုံးပြတဲ့နေရာမှာဟလာကားချက်သေးတာတို့ရေမီအခက်ခဲဖြစ်တာတို့နောက်အမိုက်ဆွပြင့်တာတို့နောက်ပြီးတော့လုံခြုံရေးကိစ္စတော့အဲအဲ့ဒါလည်းရှိတယ်နောက်တစ်ချက်ကျတော့လေဟိုတယ်ကြီးရှိတဲ့ခါကျတော့သူကလူဝင်လူထွက်ကသူကအဝင်ထွက်တည်ရဖြစ်နေဖြစ်နေတဲ့ခါကျတော့နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့မြို့နယ်ရဲ့လုံခြုံရေးအတွက်ပဲဖြစ်ဖြစ်အကူဆိုင်ရမယ့်ကိစ္စတည်းရှိတယ် ီလောက်လူရည်တွေများနေပြီမဲ့ရဲစခန်းတစ်ခုပဲရှိဘရောင်ချောင်းရဲစခန်းတစ်ခုပဲရှိအဲမြို့နယ်ကျယ်ဝင်းကစရမ်းမိုင်နာတသမလားနှစ်မိုင်လောက်ပဲရှိတယ်ဆိုတော့အကျယ်ဝင်းနဲ့တွက်ရင်တော့ဒီရဲစခန်းတစ်ခုတည်းရှိတာတိတ်မဆိုးတော့ဒါပေမဲ့လူရည်တသိန်းသုံးသောင်းလောက်ရှိတဲ့နေရာမှာဟိုရဲစခန်းတစ်ခုတည်းလောက်ဆိုရင်တော့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့နေမြေလူလူရဲ့အချိုးအစားနေရာတပ်ဖြည့်ဖို့လိုတယ်လို့အဲကျွန်တော်ဒါလေးတစ်ချက်တွေ့ နောက်တစ်ချက်ကြတော့လေဒီလိုင်မျိုးနေရရွှေပြောင်း90လို့လို့ဆိုတော့ဟင်းသီးကြီးရဲ့တည်သီးဝလံ0လို့လို့တကယ် main ဈေးကြီးတွေကိုအဝင်ထွက်တည်ဖြစ်တယ်ညနေဆိုပြန်ထွက်သွားတယ်အဲ့တော့လူကြီးကလည်းဟိုကျွန်တော်တို့ကညဘက်အိတ်တဲ့သကောင်ဈေးနဲ့သာတသိန်း3000လို့ပြောပြီးမယ်နေကင်းပဲကြလို့ရှိရင်လည်းတသိန်း5000လည်းပဲဖြစ်ရင်ဖြစ်သွားနိုင်တယ်တသိန်း6000လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်ဒီ floaty ဖြစ်နေတဲ့ကိစ္စရပ်တွေကိုညလာတဲ့သူရဲ့ဒယူပို့ဆောင်ရေး လိုင်းနေเนาะကားကြီးအဲဒါတွေလည်းပြဿနာရှိတယ်။နောက်တစ်ခါချက်ကဒူးရီရ unlimited လို့ပြောအောင်မလို့လीသူကဟိုအကန့်တ်မရှိတဲ့ခြေတော်မှာကန့်တ်မှုတဲ့ကြော်လွားနိုင်တဲ့ဥစ္စာတွေပေါ့ဒါပေမဲ့ကျွန်တော်လမ်းနေကြတော့အကန့်တ်ဖြစ်လမ်းက10မိုင်ဆို10မိုင်ပဲဟိုကျွန်တော်တို့ယူနယ်ချင်းဆက်တဲ့လမ်းဆိုလို့ရှိရင်10မိုင်လောက်ပဲရှိအဲ့10မိုင်လောက်ရှိတဲ့လမ်းမှာအရင်တော့ကလည်းလူကြီး ဘာသောလောက်သွားတယ်အခုတသိန်းလောက်သွားတယ်နောက်တသိန်းခွဲလောက်သွားမယ်ဆိုတော့ဒီအကန့်အသတ်ရှိတဲ့ glan တွေပုံမှာအကန့်အသတ်မရှိတဲ့ဒူးတွေကချက်တန်းချက်လွားလာသွားလာကြမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာဒီတယူပို့ဆောင်ကြီးခက်ခဲတွေရတယ်အဲတွေ့နိုင်တယ်လို့ကျွန်တော်တို့အဲ့လိုပဲအဲသုံးသက်ရရှိမိတယ် ဟုတ်ကဲ့ပါအန်ကင်းရှင်အန်ကဲအနေနဲ့လှိုင်းမြွေနယ်နဲ့ပတ်သက်ပြီးတော့အခြေခံလူရန်စားတွေရောလူလက်တန်းစားတွေရောဒီလှိုင်းမြွေနယ်ထဲမှာရှိတဲ့လူရန်စားအလုံးတွေစီးပွားရေးလုံခြုံရေးတွေကိစ္စ data ချက်လက်တွေနဲ့အတိအကျအခုလိုမျိုးတေချာစီစစ်ထားရလေးကြားရတဲ့အခါမှာလှိုင်းမြွေနယ်ကမဲဆန္ဒရှင်ပြည်သူတွေအတွက်လည်းဝမ်းသာရပါတယ်ရှင့်တော့အန်ကဲအနေနဲ့လှိုင်းမြွေနယ်မှာရှိတဲ့မဲဆန္ဒရှင်ပြည်သူများထံရောဘယ်လိုမျိုးဂတိစကားမျိုးတွေပေးနိုင်မလဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ရှင်ဟိုကျွန်တော်တို့ဂတိစကားဆိုတာကအကြံအကြံပြုချက်လည်းပါမယ်ပေါ့နော် ကျွန်တော်တို့တိုက်တွန်းချက်လက်ပါမှာပေါ့ကျွန်တော်တို့တကယ်လို့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးချယ်ခံပြီးလွတ်တော်ရောက်ပြီးဆိုလို့ရှိရင်အဲတချို့ကျွန်တော်တို့တွေမှာပြောရေးဆိုခွင့်ရှိလာမယ်ဒါပေမဲ့လွတ်တော်ဆိုတာလည်းဟိုအရာတိုင်းကိုကျွန်တော်တို့ကထုတ်ပြီးတော့ဆွေးနွေးရမယ့်ကိစ္စတွေမျိုးတချို့ကိစ္စတွေဟာမျိုးနယ်မှာပြီးပြရမယ့်ကိစ္စတွေလည်းရှိပါတယ်တချို့ကိစ္စတွေဟာဟိုတိုင်းဒေသကြီးနဲ့ အစိုးရအဖွဲ့တွေတိုင်းပြည်သားကြီးဖွဲ့စည်းနေတဲ့လှုပ်ဆောင်ရမယ့်ကိစ္စတွေလည်းရှိပါတယ်။အဲတချို့ကိစ္စတွေကြတော့ကိုမျိုးနယ်အတွက်လည်းလိုတယ်နိုင်ငံတော်အတွက်လည်းလိုတယ်။နောက်ကိုလည်းဒီမူတကူချပြီးတော့လိုရမယ့်ကိစ္စရတီဆိုတာလည်းအဲလိုကောင်းလိုတိုင်းဒီလိုကိစ္စရမျိုးတွေဆိုရင်တော့အဲကျွန်တော်တို့ကဟိုလွတ်တော်မှာဒီဆွေးနွေးရမှာပေါ့ဆွေးနွေးတဲ့ဆိုမဲ့လွတ်တော်မှာကလည်းကိုပြောတိုင်းလေးဖြစ်တဲ့သဘောတော့မဟုတ်ဘူး အဲ့တော့လွတ်တော်ရဲ့လုံထုံးလုံကြီးတွေပေါ့တချို့ကိစ္စရတီဟာဟိုကျယ်ပင်းမပြတဲ့မိကွန်းတွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲတချို့ကိစ္စရတီဟာကျယ်ပင်းပြတဲ့ကိစ္စတီဖြစ်ကောင်းဖြစ်နိုင်တယ်တချို့ကိစ္စတီဟာတက်ဆိုင်တဲ့ဝင်ကြီးဌာနတွေကိုညှိနှိုင်းပြီးတော့ကိုဒေသကိုအောင်မြအောင်လုပ်ပြရတဲ့အဲကိစ္စရတီလည်းဟိုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာပဲပြောပြောဒီပြည်မြို့တွေရဲ့အသံတွေကိုတော့ကျွန်တော်တို့လွတ်တော်ဟိုတည်ဆောင်သွားနိုင်မှာတော့ဒါငင်းချက်မရှိပါဘူး ဒါတွေကလည်းကျွန်တော်တို့တာဝန်ပါပဲနောက်တစ်ချက်ကြတော့လေဒီကျွန်တော်တို့ရွေးချယ်ပြီးတော့ဒီသူလွတ်တော်ကိုယ်စားလှယ်ဖြစ်ဟာတာဝန်ပေးရလိုက်တယ်ဆိုလို့ရှိရင်လေဟာကျွန်တော်တို့လုတ်ပိုင်ခွင့်အာဏာပေးလိုက်တယ်လို့ကျွန်တော်တို့မခံယူပါဘူးဒါတော့ပြည်သူတွေရဲ့ဟိုလိုလားချက်တွေကိုကျွန်တော်တို့ကဆောင်ရွက်ပေးဖို့နီးမှန်နမ်းမှန်နဲ့ဆောင်ရွက်ပေးဖို့အတွက်ဒါကျွန်တော်တို့တာဝန်ပေးတဲ့လူပဲကျွန်တော်တို့ကယူဆပါတယ်အဲဆောင်းကကျွန်တော်တင်ပြခဲ့သလိုပေါ့တချို့ ပြည်သူဆိုတာတော့ဟိုရှိတာပေါ့လေသူတို့လိုလားချက်တွေလည်းရှိတယ်လိုအပ်ချက်တွေလည်းရှိတယ်တချို့ကိစ္စရက်တွေကသူတို့ရဲ့လိုအပ်ချက်တွေဖြစ်ကောင်းဖြစ်တယ်တချို့ကိစ္စရက်တွေကလိုလားချက်တွေဖြစ်ကောင်းဖြစ်တယ်ဒီလိုအပ်ချက်တွေဆိုတဲ့နေရာမှာလည်းတချို့ကိစ္စတွေကနီးမှန်ကမ်းမှန်လုံရင်းနဲ့လိုအပ်ချက်တွေဖြစ်သွားတာတချို့ကြတော့လည်းနီးမှန်လမ်းမှန်မလုံဘဲနဲ့ဖြစ်သွားတဲ့ခံစားရတဲ့လိုအပ်ချက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့မိမှန်လမ်းမှန်ဖြစ်သွားတဲ့လိုအပ်ချက်တွေဆိုရင်တော့ကျွန်တော်တို့ကလွတ်တော်မှာဦးစားပေးပြီးတော့ဒါဆောင်ရွက်ရမယ်။အခုလည်းလိုအပ်တယ်၊နောက်လည်းလို့ဖို့လိုအပ်တယ်။နိုင်ငံတော်မှာလည်းစဉ်းစားဖို့အများနဲ့စဉ်းစားဖို့ပေါ့နော်။လိုအပ်တယ်ဆိုလို့ရှိရင်တော့အဲဒါကျွန်တော်တို့ကလွတ်တော်မှာလွတ်တော်ရဲ့လုံထုံလုံးဒီတိုင်းပေါ့နော်။နောက်တစ်ခါကျွန်တော်တို့ရဲ့ဒီကြံထမ်းထားတဲ့ဥတွေလုံထုံလုံးဒီတိုင်းပေါ့ဒါတွေတို့ကျွန်တော်တို့ကဆောင်ရွက်ပေးမယ်လို့ ိုခံယူထားပါဟုတ်ကဲ့ပါအန်ကယ်ရှင်ဒါဆိုရင်အမေးဖြေကဏ္ဍနောက်ဆုံးပေးလိမ့်မှာဆိုရင်အန်တကက်ရုံမဲပေးမဲ့နိုင်မြို့နယ်မဲဆန္ဒရှင်တွေအတွက်ပြောကြားချင်တာလေးရှိရင်လည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကျွန်တော်ပြောချင်တာတော့လိုင်မြို့တွေကတီနီယာနေသားအဖြစ်နဲ့ကောမွန်နဲ့နေသားရှိတယ်။ဘာလို့ပြောပြောဒီဖွံ့ဖြိုးရေးစုံတစ်ပြေးပြေးနဲ့ဖြစ်လာမဲ့နေသားရှိတယ်။ဖြစ်လာမဲ့ကိစ္စတွေကလည်းကျွန်တော်တို့ဝန်ဆောင်မှုတွေပဲ ဥတည်ပြီးတော့ဖြစ်တယ်လို့ပဲကျွန်တော်ယူဆတယ်အဓိကကတော့တည်ငြိမ်လုံခြုံမှုအရေးကြီးတည်ငြိမ်လုံခြုံမှဆောတော့ကျွန်တော်တို့ရဲ့အာသာချက်တွေဟာဟိုဖြစ်လာအဲ့လိုတည်ငြိမ်လုံခြုံမှုဆိုလို့ရှိရင်တရားဥပဒေစိုးမိုးဖို့လိုတယ်တရားဥပဒေစိုးမိုးဖို့လိုတယ်ဆိုတာကရာသွေးမှုတွေတည်းမဟုတ်ဘူးနိုင်ငံတော်ဆိုတာထုတ်ပြန်ထားတဲ့စင်မြင်စည်းကမ်းတွေကိုလိုက်နာကျင့်သုံးပြီးတော့ဥပဒေပေါင်းတွင်နေထိုင်ခြင်းပေါ့နော် ဘေးကင်းချမ်းသာဖြစ်ဖို့လိုအဲ့လိုဖြစ်ဖို့ဆိုလို့ရှိရင်လေဟိုကျွန်တော်တို့ပြည်သူဝန်ဆောင်မှုတွေကလည်းရသိမ့်ရတဲ့ကဥစ္စာတွေဟာရဖို့လိုဟိုလှုပ်ပေးတဲ့လှုပ်ထိုက်တာတွေကလည်းလှုပ်ပေးဖို့လိုတယ်လို့ဟိုကျွန်တော်တို့ယူဆတယ်အဲနောက်တစ်ခုကလည်းဘာလဲဆိုတော့အာဂတိကိမှုလိုအာဂတိမကိမှုဆိုလို့ရှိရင်ဒီကျွန်တော်တို့စောတော့ပြောတယ်ဥပဒေစိုးမိုးရေးလည်းမဖြစ်ဘူးတည်ငြိမ်လုံခြုံရေးလည်းမဖြစ်ဘူးအဲ့တော့အာဂတိကိုကြည့်မယ်ဆိုလို့ရှိရင်လည်း grand ပေါ့နော် grand correction ဆိုတာရှိအကြီးသားကြီးရှိနောက်တစ်ခါ petty correction ဆိုတဲ့ဥစ္စာတွေလည်းရှိနောက်တစ်ခါ political correction တွေဆိုတာလည်းရှိအဲ့တော့ political correction တွေကိုပြောမယ်ဆိုလို့ရှိရင်ဖြစ်တင်တာနဲ့ဖြစ်ထိုက်တာအခုအခြေအနေကအသွင်ကူးပြောင်းရေးကာလဖြစ်တယ်ရရှိပြီးသားတည်ငြိမ်အေဂျင်ရေးတွေဟာမပြောင်းပြည့်သွားဘူးလို့အခုလက်ရှိဥဆောင်နေတဲ့နောက်မှာပဲ ကျွန်တော်တို့ကပြုပြင်ပြောင်းလဲရေးသဘောနဲ့ပဲလိုက်ဖို့လုပ်တယ်။ revolution လုပ်မယ်ဆိုတဲ့ဥစ္စာတွေကလက်ရှိ အခြေအနေနဲ့ကမကိုက်ညီတော့။သွားသင့်တာ evolution ပေါ့။တရွေ့ရွေ့တရွေ့ရွေ့တရွေ့ရွေ့ပြောင်းတဲ့ဥစ္စာပဲဖြစ်ရ။ဒီဥစ္စာကကျွန်တော်တို့ဟိုပြည်တွင်းရဲ့ဟို lesson နဲ့မဟုတ်ဘူး။နိုင်ငံတကာ lesson မှလည်းဒီလိုပဲ။အတရုတ်မှာဆိုလို့ရှိရင်ရင်ကျိမှုဒေါ်လာရေးတို့ခုံပြန်ကျော်လွားတို့အကုန်လုံး ပြောင်းပြန်လာပြစ်လိုက် revolution တွေဖြစ်ခဲ့အဲ့အချိန်မှာအောင်မြင်မှုအခုအချိန်မှာ73ကြိမ်မြောက်ဟလာငါးနှစ်စီမံကိန်း74ကြိမ်မြောက်ငါးနှစ်စီမံကိန်းတွေမှာ policy ရလဲသူတို့သွားတဲ့ဥစ္စာခိုင်ပါတယ်နောက်ပြီးတော့သွားတဲ့ဥစ္စာလဲ evolution ပေါ့တွေးရွတွေးရွနဲ့ပြောင်းပြီးတော့လှုပ်သွားတဲ့ဥစ္စာလားပြုတ်ခဲ့ technology ရော infrastructure တွေရောဟလာနောက်ပြီးတော့လူတို့လူစမ်းစားတွေရဲ့အနေထားရောသဘောပတ်ဝန်းကျင်တွေရောတိုးတက်လာတာတွေ့ရ ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကရှိပြီးသားအခြေအနေတွေကိုမဖြောင့်ပြက်အောင်ကိုယ့်ရဲ့အတ္တိတရားဂတိတရားနဲ့ထိမ့်သိမ့်ဖို့လိုတယ်။နောက်ပြီးတော့ဟိုမျိုးနယ်အတွက်နော်တိုင်းအတွက်ကြီးနယ်အတွက်လားပြည်တော်စုအတွက်ကိုယ်စလဲလောင်းတွေကိုမဲပြီးတဲ့အခါရွေးတဲ့အခါမှာလည်းတကယ်လုံနိုင်တဲ့လူနိုင်ငံတော်နဲ့ဒေသအကျိုးဆောင်ရွက်နိုင်တဲ့လူမဖြည့်ဆည်းမဲ့လူ မဆောင်ရနိုင်တဲ့ဥစ္စာတွေမလုံတော့ဘူးမဖြည့်ဆည်းဖို့လည်းလိုဖြည့်ဆည်းတဲ့နေရာမှာဆောင်ရလိုက်လို့ရှင်လေအကုန်လုံး၅ဘာမောက်တော့ဆိုတော့အဲ့မဖြည့်ဆည်းတဲ့လူတွေကိုကျွန်တော်တို့မှမဟုတ်ဘူးညီသူမဆိုးကြွေးချယ်ပြီးတော့ပေးနိုင်ဖို့လိုပါတယ်လို့အကြံပြုခြင်းပါ